ကျွန်တော်က၈လပိုင်း၁ရက်နေဆိုရင်ကျွန်တော်ရဲ့ဒီအမှုပညာလောကဟိုဝင်နေဒီတက်တန်းပေါ့နော်နှစ်နှစ်ပြည်ပါတယ်နှစ်နှစ်ပြည်ပါပြီဆိုတော့ကျွန်တော်ရဲ့ American fan တွေ American ပြည်သက်တွေကိုလည်းဒီပြည်ပြည်သက်တွေအားလုံးကိုလည်းကျွန်တော်လက်ဆောင်ပေးခြင်းနဲ့အတွက်ကြောင့်ဒီရှင်သန်ခြင်းဒုက္ခဆိုရဲတေးသရှင်တွေကိုကျွန်တော်ဖန်တီးဖြစ်တာပါကျွန်တော်ကိုကျွန်တော်ခွန်အားပေးတဲ့အနေနဲ့ရောပြီးတော့ကျွန်တော်ရဲ့ American fan တွေ American ပြည်သက်တွေကို ခွန်အားရစေခြင်းနဲ့စိတ်ဓာတ်ခွန်အားလေးတွေဖြစ်စေခြင်းနဲ့အတူဒီရှင်သန်ရေးဒုက္ခဒေသရှင်လေးကိုကျွန်တော်ရေးပြခဲ့တာပါကဘာမြေကြီးငင်းချမ်းဖို့တို့ပါရပေးဆက်နေအနာဂတ်ချေဝါရလာပါရှင်တန်ရဒုက္ခဒီတခြင်းလေးကိုဘာကြောင့်ရေးပြခဲ့လဲဆိုတော့ဒီ ျွန်တော်ကိုယ်တိုင်ရလဲပေါ့နော်မတိနားမလဲခဲ့တဲ့အမားလေးတွေကြောင့်ပေါ့နော်အဲအဲအမားတွေကြောင့်ကျွန်တော်ကိုယ်တိုင်ရလဲဒုက္ခတွေအခက်ခဲတွေပေါ့နော်ပြဿနာတွေအကျက်တဲတွေနဲ့ဟိုရင်ဆိုင်ခဲ့ရတယ်ပူလောင်တော့ကရေပူဆွေးတော့ကရေလည်းရောက်ခဲ့ရတယ်စိတ်ဓာတ်ရေလည်းအများကြီးရောက်ခဲ့တယ်ပေါ့နော်အားကြောင့်ပို့ပြီးတော့ကျွန်တော်တို့လူသားတွေဆိုတာကဘဝမှာဒီဒုက္ခအခက်ခဲပြဿနာအကျက်တဲပူလောင်ပူဆွေးတော့ကရေနဲ့ပဲရှင်သန်နေကြရတာပါအဲ့တော့ ပြီးတော့ဂျားထဲမှာလည်းမထင်မှတ်ထားတဲ့သဘာဝဘေးရန်တွေတွေကြုံကြရတာလည်းရှိတယ်။ဒါလည်းကျွန်တော်မြင်နေရတယ်တွေ့နေရတယ်ကြားနေရတယ်အဲအားကြောင့်ဘောနော်ဘယ်ရာမှအရာရာဟာမတိမြဲဘူးဆိုတဲ့ဘောနော်အတိတရားတစ်ခုခုတစ်ခုကောင်းကောင်းသိလိုက်ရတယ်။အဲအားကြောင့်မို့နောက်ဆုံးမှာတော့ကျွန်တော်တို့လူသားတွေအားလုံးကလူဝဲပြောပြောကိုကိုကိုပဲဟိုခွန်အားပေးလဲကြတဲ့နေရာကနေပြန်လဲယုံထပြီးတော့ကြံနေတဲ့ဘွာလန်းခီကိုအားလုံးဆက်ပြီးတော့ရှောက်လန်းကြရတာပဲဘောနော်အဲတော့ကြောင့်မို့ကျွန်တော်တို့ကိုကျွန်တော်ခွန်အားပေးတဲ့အနေနဲ့ရော ကျွန်တော်တို့မာဂန်ဖန်တွေမာဂန်ပရိသတ်တွေကိုခွန်အားရစေခြင်းနဲ့စိတ်ဓာတ်ခွန်အားလေးတွေဖြစ်စေခြင်းနဲ့အတွက်ဒီရှင်သန်ခြင်းဒုက္ခတေသခြင်းလေးကိုကျွန်တော်ရေးပြခဲ့ရအောင်နားနားတာတော့တော်တော်ကြာပါပြီဟိုမက်လာလောက်ခရေကနေအခုချိန်ထိဟိုအခုချိန်ထိတော့เนาะအဲဒါမှမဟုတ်လေဆရာဝန်တမတော်တွေကလည်းဒီကြားထဲမှာတခြင်းတွေမစိုးသေးနဲ့အောင်ဒီအတန်တွေကိုအလုပ် မပေးသေးနဲ့အောင်ပေါ့နော်တချင်းစံတွေမသွင်းနဲ့အောင်ဟိုပြောပါတယ်အများကြီးမစုံနဲ့ပြောပါတယ်ဒါပေမဲ့ကျွန်တော်ကလည်းကြားထဲမှာအဲ့လိုခိုးပြီးတော့အတန်သွင်းတာတို့ဘာလို့အဲ့လိုရှိပါလဲခိုးပြီးတန်သွင်းတာလေးပါလေးရှိတယ်ဒီနွေတော်လက်တစုံတို့စောင်းအိမ်မက်တို့ဒီပြီးတော့ဟိုဘာလဲအချင်းချင်းရင်ခုံတန်တို့အချစ်စစ်နဲ့လွဲခဲ့သည်အဲ့ဒါလောက်အောင်ခြေရသည်အဲ့တချင်းတွေပေါ့နော်ကျွန်တော်ဒီကြားထဲမှာအဲ့ဒါခိုးပြီးတော့ဆိုပြီးအတန်သွင်းပြီးထွက်ထားတဲ့တချင်းတွေပါအဲ့အခုလဲပေါ့နော်အဲကိုလာပိုင်းအဲ့လို ကျန်လာကြံသေးတယ်ဆေးကိုကမကုန်သေးဘူးပေါ့နော်ဆရာဝန်တွေကတချင်းမဆိုနဲ့လို့ပြောထားပေမဲ့လည်းအဲကျွန်တော်က၈လပိုင်း၁ရက်နေ့ဆိုရင်ကျွန်တော်ရဲ့ဒီအမှုပညာလောကဟိုဝင်တဲ့ဒီတက်တန်းပေါ့နော်၂နှစ်ပြည့်ပါပြီ၂နှစ်ပြည့်ပါပြီဆိုတော့ကျွန်တော်ရဲ့အမာခံဖန်ဒီအမာခံပရိသတ်တွေကိုလည်းဒီပြီးတော့ပရိသတ်တွေအားလုံးကိုလည်းကျွန်တော်လက်ဆောင်ပေးခြင်းနဲ့အတွက်ကြောင့်ဒီရှင်သန်ခြင်းဒုက္ခဆိုတဲ့တေသရှင်လေးကိုကျွန်တော်ဖန်တီးဖြစ်တာပါ ဒီကတော့ကျွန်တော်ကတော့ခံစားချက်နဲ့ပဲကြည့်ရပါဘောနော်ဒီလိုမျိုးကျွန်တော်တို့လူတွေအားလုံးကတစ်နေ့တစ်နေ့ကိုယ်အတွက်မိသားစုအတွက်ပြီးတော့ဝမ်းစာအတွက်အလုပ်အတွက်ဟုတ်တယ်မလားပြီးလို့ရှိရင်လူမှုရေးတွေအတွက်ရုန်းကန်နေကြရတယ်ဒီလောဘဒေါသမောဟတွေဒီဒုက္ခအခက်အခဲတွေဒီပြဿနာတွေကြားမှာပဲရုန်းကန်နေကြရတဲ့အတွက်ကြောင့်ဒါတွေကိုလည်းကျွန်တော်ကကိုယ်တိုင်လည်းလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်ခံစားတတ်တယ်အဲ့တော့အိုက်ဆိုင်နဲ့ပဲရေးခဲ့တာပါလူပညာဒီဘောနော်ကျွန်တော်ဒီတခြင်းတွေဆိုခဲ့ဒီတစ်ချောက်လုံးမှာ တရှင်းထွက်ခဲ့တာဆိုရင်ကျွန်တော်ကကျွန်တော်ကိုယ်တိုင်ရေးပြီးဆိုခဲ့တာကကျတော့ဟို14ပုတ်ပေါ့နော်တကြံတချင်းအပါဝင်တကြံတချင်းကတပုတ်ကြံတာ73 14ပုတ်ပြီးတဲ့ခါကျတော့ပြန်ဆိုတေးပေါ့ပြန်ဆိုတေး2ပုတ်ဆိုထားတယ်ပြီးတော့နောက်ထပ်တကြံတချင်းပြန်ဆိုတေး4ပုတ်ထပ်ဆိုထားတယ်အဲအားလုံးပေါင်းအပုတ်20ဟုတ်နှစ်နှစ်အဲ့မှာဒါအပုတ်20ထွက်ခဲ့တာပါနော်ဟုတ်အဲ့တော့အားရတော့တချင်ကဘယ်တချင်လဲထားလိုက်ပါပေါ့ထားလိုက်ပါတို့အကုန်လုံးတော့အားရပါတယ်ကျွန်တော်ဆိုတဲ့တချင်တွေအကုန်လုံးအားရတယ် ကြိုက်ဆုံးကိုယ်စိတ်ထဲမှာစိတ်တိုင်းကြတော့လည်းတဘောကြတော့ထားလိုက်ပါဟုတ်ထားလိုက်ပါပြောမှာပေါ့တို့ရောလာမင်းကြီးလဲကိုရောင်ဝရမထုံးလဲတော့မောင်းမဲလို့နေကောင်းကင်မှာချင်းလို့ပြောရမလဲကျွန်တော်ကတော့ဒီတချင်းတွေကိုဟိုပုံစံတစ်မျိုးတည်းအရင်ကအရင်ကတည်းကတချင်းအလွမ်းတချင်းတွေပဲဆိုဖို့အတွက်တော့မယူရထားပါဘူးအရင်တော့ကလည်းအင်တာဗျူးတွေမှာခဏခဏခဏပြောခဲ့တယ်เนาะကျွန်တော်ဟိုပြောင်းလဲมาပါကျွန်တော်ပြောင်းလဲมาပါဒီ တခြင်းနဲ့ပတ်သက်တာတွေရောဒီပို့ပြီးတော့အရင်အားနဲ့မတူတဲ့တခြင်းတွေအရင်အားနဲ့ခွဲထွက်နေတဲ့တခြင်းတွေပို့ပြီးတော့အဲတခြင်းကောင်းလေးတွေရတာမြောက်တဲ့တခြင်းတွေကိုပို့ပြီးဖန်တီးသွားကျင်တာပါဒီတခြင်းအမျိုးအစားဆိုပြီးတော့ရွေးထားတာမရှိဘူးအဲ့တော့လူလူအကျိုးပြုတခြင်းလေးတွေလည်းပါမယ်အချစ်အလွမ်းတခြင်းလေးတွေလည်းပါမယ်ဘောနောတခြင်းတိုက်ပေါင်းစုံအမျိုးအစားပေါင်းစုံကျွန်တော်ကကြိုက်တဲ့အတွက်ကြောင့်မို့အဲအဲ့ဒါအကြောင်းပါပဲကျွန်တော်အကြောင်းပြချက်တွေကတခြင်းတစ်ပုဒ်ကိုရေးပြီဆိုတော့သူ့ရဲ့အခြေခံအကြောင်းပြချက်ရှိတယ်အကြောင်းပြချက်တွေကအများကြီးပဲ အဲ့တော့အကြောင်းပြချက်တွေအကုန်လုံးလိုက်ပြောနေကုံမှာမဟုတ်ဘူးသိရမလားတချင်းဥမာအလွမ်းတချင်းဆိုလဲကိုရေးလိုက်တဲ့ဟာကိုဘကိုခံစားချက်ရှိလို့လဲပြောလို့ရတယ်သူများကိုလဲသူများကိုခံစားစေချင်လို့လဲပြောလို့ရတယ်ကျွန်တော်တချင်းအမျိုးမျိုးပြောလို့ရတယ်ရှင်သန်ရဲ့ဒုက္ခတချင်းဆိုလဲဆွမ်းနာကျွန်တော်ပြောသလိုပြောခဲ့သလိုပဲဖန်ဒီကိုလက်ဆောင်ပေးခြင်းတယ်လို့လဲကျွန်တော်ပြောခဲ့ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ကလည်းကျွန်တော်ဟိုဒီတချင်းဒုက္ခအခက်ခဲကျွန်တော်ဒုက္ခအခက်ခဲတွေကိုဒီတချင်းထဲမှာထည့်ရေးတယ်လို့လဲပြောခြင်းကျွန်တော်ပြောလိုက်လို့ရပြောလို့ရတယ်အဲ့လိုဘယ်လိုတတ်မှတ်ခြင်းသလိုတတ်မှတ်လို့ရတယ်ဒါပေမဲ့တချင်းတစ်ပုတ်ရေးရတဲ့အခါမှာအခြေခံအကြောင်းအရာကတော့ ဒီအချက်ဆိုအချက်အလွမ်းဆိုအလွမ်းလူလူကျိုးဆိုလူလူကျိုးဆိုတခြင်းဒါပါပဲရှင်သန်ခြင်းဒုက္ခဆိုရဲကျွန်တော်ကိုယ်တိုင်ရေးပြီးဆိုထားတဲ့တခြင်းတွေထွက်လာလို့ရှင်အားပေးကြပါအောင်လို့တောင်းဆိုခြင်းပါတယ်ခင်ဗျာပြီးတော့လဲကျွန်တော်ရဲ့ဒီရှင်သန်ခြင်းဒုက္ခဆိုရဲဒီတခြင်းလေးကိုကျွန်တော်ရဲ့မာဂန်ဖန်ဒီမာဂန်ပြိသက်ဒီပြီးတော့ပြိသက်ဒီအားလုံးအားလုံးနားထောင်ပြီးတော့စိတ်ထဲခွန်အားလေးတွေရကြလိမ့်မယ်ဆိုလဲကျွန်တော်မျှော်လင့်ပါတယ်ပြီးတဲ့အခါကျတော့လဲကျွန်တော်ရဲ့ဒီရှင်သန်ခြင်းဒုက္ခဒီတခြင်းလေးထွက်လာခဲ့လို့ နော်လိုအပ်ချက်တွေအားနည်းချက်တွေရှိခဲ့လို့ရှိရင်လည်းဝိုင်းဝန်းဝေဖန်ပြီးတော့အကြံပြုပေးကြပါအောင်လို့လည်းတောင်းဆိုချင်ပါတယ်ခင်ဗျာတိုက်ကလေးနဲ့တော့ငယ်ကျေးဇူးတင်နေပါတယ်ကျွန်တော်ရဲ့မာကဖန်ဒီမာကပရိသတ်တွေကိုပြီးရခါကျတော့ကျွန်တော် post တွေမတင်နိုင်လို့နေမကောင်းတဲ့အခါဟိုဒေတို့မအားတာတို့အဲ့လိုမျိုးရှိတဲ့ရက်တွေ post တွေမတင်နိုင်ဘူးဆိုလို့ရှိရင်လည်းအဲ့လို messenger မှာ message မှာဟိုစာရေးလာဖို့တယ်ပေါ့နေကောင်းလားကျမ်းပါလား เนาะဘာဖြစ်နေရလဲ post ကမတင်သေးဘူးလားအဲ့လိုမျိုးစိတ်ပူပေးကြတဲ့ Magan fan တွေ Magan project တွေလည်းအဲ့လိုမျိုးတွေ့ရတယ်ကျွန်တော်လည်းဝမ်းသာတယ်ပြီးတဲ့အခါကျတော့ကျွန်တော်အဲ့ post တွေပါတင်လိုက်လို့အခါကျလို့ဒီ comment တွေပါပေါ့เนาะလာပြီးစတာတွေနောက်တာတွေရေးလိုက်ပြီးဆိုလို့ချင်းလဲသူတို့ကအဖွဲလိုက်အဖွဲလိုက်လိုက်ပြီးတော့အဲ့လိုမျိုးပေါ့เนาะဟို comment တွေနဲ့ reply ပြန်ပြီးတော့အဲ့လို fight ကြတာဆိုတော့ကျေးဇူးအရန်တင်တာ ကျွန်တော်လည်းအဲ့လိုအားရအားတဲ့အချိန်ဆိုရင်အဲ့ comment တွေ reply တွေသူတို့ရေးထားတဲ့ဟာတွေဖတ်ပြီးတော့နော်အဲ့ blame နဲ့ comment တွေဖတ်ပြီးတော့ရင်ရ